အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season လေးကနေပြောင်းလဲပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ Premier League မှာပွဲတစ်ပွဲဖြစ်နေတယ်။အဲ့ဒီပွဲနဲ့ပတ်သက်ပြီးမကြခင်မှာလဲကျွန်တော်တို့အခုလက်ရှိမှာတော့အဖြေမသိရသေးဘူးဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဘာဖြစ်နေလဲဆိုတော့ဒါအခုလက်ရှိမှာအသင်းတွေအကုန်လုံးနေနေဒါ အကုန်လုံးစုပြီးတော့ဒါကျွန်တော်တို့ vote လုပ်မယ်ပေါ့နော်ဒါကျွန်တော်တို့မဲပေးကြမယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးပြောင်းလဲမလားမပြောင်းမလဲမလားအဲ့တော့ Premier League အနေနဲ့အခုလက်ရှိမှာ La Liga မှာပြုလုပ်ထားတဲ့ဒါ Siemens Sikan ကို Premier League အဖွဲ့ချုပ်ကသဘောကျတယ် တို့မဲ့တော်ညာလည်းလက်ရှိပရီးမီးယားလိသွားနေတဲ့သဘောတရားရအဖွဲ့ချုပ်တို့အုပ်စုအနေနဲ့ဒါဒါကျွန်တော်တို့အောက်ကအသင်းတွေမပါဘဲနဲ့ဒါကြီးဒါကျွန်တော်တို့ legislation ပေါ့နော်ဒါကျွန်တော်တို့စီမင်းစည်းကမ်းကိုအသက်သွင်းလို့မရအဲ့တော့ဒီစီမင်းစည်းကမ်းကိုတို့အသက်သွင်းခြင်းနဲ့အတွက်ကြောင့်မလို့လက်ရှိမှာပရီးမီးယားလိရဲ့ဒါကျွန်တော်ဘောလုံးအဖွဲ့တွေဘောလုံးအသင်းတွေအနေနဲ့လက်ရှိမှာ CEO တွေဘုတ်အဖွဲ့တွေအနေနဲ့ဒါကျွန်တော်လက်ရှိမှာဒီစီမင်းစည်းကမ်းကိုတရားဝင်အသက်သွင်းဖို့အတွက်စ조사မှာလားမစ조사ဘူးလားဆိုတဲ့ဥစ္စာမျိုးကိုဒါကျွန်တော်တို့လက်ရှိမှာမဲခွဲပြီးဆုံးဖြတ်ကြမယ်အဲ့ဒီစီမင်းစည်းကမ်းကဘာလဲ တော့အခုလက်ရှိမှာလာလီဂါမှာအဓိကဒါကျွန်တော်ဒုက္ခရောက်နေကြတဲ့တွားနေကြတဲ့စီမင်းစီကတ်တကူပရီးမီယာလီဂါစိတ်ဝင်စားတယ်အဲ့ဒါကဘာလဲဆိုတော့ salary cap ဒါကြောင့်လုခလစာကိုကန့်သက်ခြင်းကိုပရီးမီယာလီဂါဘက်ကနေပြီးပြုလုပ်ဖို့တော်တော်လေးကိုစိတ်ဝင်စားတယ်ဒါပရီးမီယာလီဂါလာလီဂါလိုပုံစံမျိုးမဟုတ်ဘဲနဲ့လက်ရှိမှာသူတို့အနေနဲ့အသင်းဒီအသင်း20လုံးရဲ့ဒါကျွန်တော်တို့အဲမဲခွဲဆုံးဖြတ်ချက်မပါဘဲသူတို့ကိုသူတို့စီမင်းထုတ်လို့မရအဓိကပရီးမီယာလီဂါလည်ပတ်နေတာလေဒီလိုအသင်းတွေကြောင့်လည်ပတ်နေတာဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့လှုပ်ချင်တာလှုပ်လို့မရဘူးလို့ဆိုလို့ရမယ့်အခြေအနေတစ်ခုကိုတွေ့ရမြင်ရမယ်တဲ့မှာ 爆啊！哎呦 you know， ဘာတွေဘလို့ဖြစ်သွားနိုင်လဲအဲ့တော့လက်ရှိမှာဒီနေရာမှာဒါတေချာတကွာဒီစီမင်းစီကအသက်ဝင်ဖို့အတွက်ရာဂိုင်းတော့ကအင်မတန်မှနေပါပါတယ်မဖြစ်နိုင်ဘူးလို့တော့ဆိုလို့မရပေမဲ့မဖြစ်နိုင်ဘူးရာဂိုင်းတော့ကအယံအယံများအဲ့တော့ဒါပရီးမီးယားလိအနေနဲ့ဒါကြောင့်လက်ရှိမှာစီမင်းစီကန်ဒီကိုအသက်သွင်းဖို့ပြုလုပ်တဲ့နေရာမှာဘလို့ပုံစံမျိုးပြုလုပ်မလဲဆိုတာကိုတော်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားတယ်လာလီဂါမှာလက်ရှိမှာဒါဝင်ငွေရဲ့ percentage ဆိုတဲ့ပုံစံမျိုးဒါကျွန်တော်တို့အသုံးပြုထားတယ်ပေါ့အသုံးပြုခွင့်ပေးထားတယ်ပေါ့နော်လက်ရှိမှာဒါကျွန်တော်မမက်ရဘာဆူနာအသင်းတို့ဒါနဲ့ပတ်သက်ပြီးတော်တော်လေးကိုတိုင် ်ပတ်လို့ကစားသမားအစ်တွေကိုတော့ကျွန်တော်တို့အမှတ်ပုံတင်လို့မရတဲ့ပြဿနာတွေဖြစ်ခဲ့တယ်။ဒီစီမင်းစီခဲ့တဲ့ဒါလာလီဂါမှာတည်တည်တည်ချာချာလွတ်တာဆိုလို့ကျွန်တော်သိတာဆိုလို့ဘယ်လိုရှိမလဲ။ဒါကျွန်တော် real madrid ရှိမယ်။ဒါတော့ပဲရှိမှန်းနေထားမှာရှိ။ကျွန်တော်အသင်းတော်လွတ်တယ်ဆိုတာမှန်ပေမဲ့တကယ်လည်းပြန်ကြည့်မယ်ဆိုရင်လာလီဂါအသစ်တော်တော်များများရဲ့ဒါကစားသမားတွေကိုပြီးတဲ့လုခလစာကတော်တော်လေးကိုနေပါရတဲ့အတွက်ကြောင့်ဒီစီမင်းစီခဲ့တဲ့တုံတန်ယုံလာလီဂါအောက်သင်းတွေနေနေဒါကျွန်တော်မကြည့်လို့ရှိ။အဲ့တော့ဒီစီမင်းစီကောင်လက်ရှိမှာဒါသတ်မှတ်ထားတဲ့ဒါကျွန်တော်တို့ အဲလိဒီတချို့အသီးတွေရှိသေးတယ်ဒါမှမဟုတ်ဒီလောက်ကနည်းပါတယ်အခုတည်းရှိမှာအဲ့တော့ Premier League ကဒါကိုစိတ်ဝင်စားတယ်ပြောချင်တာဒါ Premier League အထောက်အကူနဲ့ PSR FFP တို့ရဲ့ဒါသူ့အမြင်ရပါတော့ PSR FFP ရဲ့ဒါစတင်ပြီးလုပ်ခဲ့တာအသိငယ်အသစ်လက်တွေကိုဒါအခွင့်အခွင့်ရေးရတာကျွန်တော်ဒန်းတူညီမြပေးဆိုတဲ့ပုံစံမျိုးကို Premier League ကလုပ်ချင်တဲ့သဘောမှာရှိတယ်ဒါပေမဲ့ PSR နဲ့ FFP လည်းတကယ်တမ်းပြန်ကြည့်မယ်ဆိုအသင်းကြီးတွေပဲဒီကျွန်တော်စီမင်းစီကန့်နေစီကန့်နေပြဒါကျွန်တော်တို့ရခဲ့တဲ့အနေဒါမှရှိရလို့ပဲပြောရမယ်ဒီမှာပါတယ်အဲ့တော့မြေတို့ပင်စူစီကမှုတကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ မိုးမန်မှာဒီစီမဲစီကန်ဒါအကဲဒီကုတာပေါ်လို့ပရီးမီးယားလိဘက်ကနေပေါ့โอเคလာစာကန်တမ်မှုရှိမယ်ကွာလို့လုလိုက်မယ်ဆိုအသင်းကြီးတွေထိမှာမဟုတ်ပဲနဲ့အတကယ်တမ်းထိသွားမှာအသင်းလက်တွေအသင်းငယ်ရာအဲ့လောက်ထိမှာမဟုတ်အသင်းလက်တွေအဓိကတော်တော်များများဘယ်လိုမျိုးအသင်းတွေထိမယ်လက်ရှိမှာအသင်းကြီးဖြစ်ဖို့ကြိုးစားနေ Newcastle United Aston Villa ဒီလိုမျိုးကလပ်ပြီးနေနဲ့ကြီးရထိဖို့ရှိရင် Northampton Forest ဒါကြောင့်လက်ရှိဒီလိုအသင်းတွေကြီးရအဲ့တော့ဘယ်လိုမျိုးသွားမှာလဲ salary cap ဆိုတာပါလဲခင်ဗျားတို့ရှိအဲ့တော့ salary cap ဆိုတာလက်ရှိမှာခင်ဗျားတို့လက်ရှိအသင်းကဗျာတော့လက်ရှိမှာတန်းတရာဝင်တယ် တန်တရာဝင်တဲ့ဥစ္စာမှာခမားကကစားသမားရဲ့လုခလာစာကိုပြီးချေဖို့အတွက်ခမားရဲ့ဝင်ငွေရဲ့20ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်းပဲအသုံးပြုခွင့်ရမယ်ဆိုတဲ့စီမင်းစစ်ချက်။ဟိုလည်းခမားကဒါတန်တရာဝင်နေဆိုခမားတန်20နဲ့30ကိုခမားရဲ့ကစားသမားအလုံးစုံဒါကျွန်တော်တို့လုခလာစာပြီးရေကိုတုံးလို့ရမယ်။ခမားအောင်မလဲဆိုတော့တန်100ဝင်မယ်ဆိုရင်တော့20ရာခိုင်နှုန်းဆိုခမားကတန်40သုံးရာခမားကဒါ1 billion ဝင်မယ်ဆိုရင်20ရာခိုင်နှုန်းတော့တန်100တိတိတို့အခုလက်ရှိမှာဒါ real metric ကဘာကြောင့်မလို့ ဒါအဲဘန်ဒါအခုနပြောပေးတာကျွန်တော်လာဇာဟိုပါလေရီယယ်မက်ထရစ်ကဘာဘာကြောင့်မို့လဲကျွန်တော်တို့စပိန်ဘက်ကကန့်သက်ထားတဲ့လာဇာနဲ့ဘာလို့မကြည့်ရီယယ်မက်ထရစ်တနည်းတနည်းဝင်ငွေ 1B မြန်ကြ 1B ကြော်တာနှစ်နှစ်ရှိပြီဒါကဘာပေါ်မှာဘောလုံးအသင်းနေတဲ့မှာစံချိန်တင်ဝင်ငွေဖြစ်လာခဲ့တာနှစ်နှစ်ရှိပြီဒါကြောင့်မို့လဲခုနပြောဆိုလက်ရှိမှာဒါစပိန်ရဲ့ဒါကျွန်တော်စီမင်းစီကတိကြမလို့ကျွန်တော်ထင်တာ32 32 30%ထင်တယ်သူတို့ရဲ့ဝင်ငွေရဲ့20နဲ့30ရာခိုင်နှုန်းကကစားသမားရဲ့လောက်ခလာစာဖြစ်အဲ့တော့တနည်းလောက်ခလာစာကကစားသမားရဲ့ဒါကျွန်တော်တို့အဲသူက အသင်းရဲ့ဝင်ငွေ30ရာခိုင်နှုန်းဖြစ်မှာဖြစ်တဲ့ကြောင့်လက်ရှိမှာအသင်းကဒါကျွန်တော်တို့လက်ရှိ Real Madrid က1 billion ဝင်နေဆိုရင်သူ့ရဲ့ဒါကျွန်တော်တို့ကစားသမားရဲ့လုခလာဆိုတော့တနစ်ကိုတန်း300တောင်းပိုင်ခွင့်ရှိမယ်။ဒီနေရာမှာဒါကျွန်တော်အသင်းတွေဘက်ကဒါကျွန်တော်တို့အဲတချို့ league တွေကပြန်ကြည့်ပေးပြီးဒါနည်းနည်း Ludo Pocho လုပ်ပြီးလို့ရတယ်တော့မပါဘူး။ဒါတန်း60တူပေးတာတန်း40 short ပေးတာအဲ့လိုပုံစံမျိုးတွေသူတို့လုပ်ပြီးလို့ရတယ်တော့မပါတယ်ပေါ့နော်။အဲမြီတို့ပင်စူစီကမူနင်လား၅လားဟိဆိုတဲ့ movement မှာတော့ဒါဒီလိုမျိုးလုပ်ခဲ့မယ်ဆိုရင်အသင်းလက်ရှိအသင်းလက်တွေအနေနဲ့တော်တော်လေးကိုတိုက်ပွဲဥပမာလက်ရှိမှာ Newcastle United Newcastle United အခုလက်ရှိ wage ပြီက Tottenham Hotspur အသင်းထံမြင်နေဒါလက်ရှိမှာဒါကျွန်တော်တို့အခုလက်ရှိနောက်ဆုံးအရဆို Manchester United အသင်းထံမြင်နေ Newcastle United အဲ့တော့ Newcastle United လက်ရှိဝင်ဝင်က Tottenham Hotspur အသင်းထံနေတယ်ဒါ Manchester United အသင်းထံနေပြီးတော့သူ့ရဲ့လောက်ခလာစာတွေက Manchester United တို့ Tottenham Hotspur အသင်းတို့ထက်ပိုသုံးထားတဲ့ကြောင့်တကယ်တမ်းအဲ့ဒီစီမင်းစီကန်အသက်ဝင်လာမယ်ဆိုရင် Newcastle United တို့လည်းအဓိကထိသွားနိုင်တယ်ဒါမှရှိတယ် Aston Villa အသင်းဆိုလက်ရှိမှာသူတို့ရဲ့တချို့ကစားသမားလက်ရှိမှာဥပမာ Isaiah ပြော Jadon Sancho ကို Aston Villa အသင်းက90ရာခိုင်နှုန်း ပေးထားတဲ့အတွက်ကြောင့်မို့သူ့ရဲ့လက်ရှိလောက်ခလာစားပဲတပတ်လောက်ခလာစား3သိန်းနီးနီးရှိတဲ့အနေထားမှာရှိတယ်။ညူကဆဲဖို့ဆိုရင် Aston Villa ရဲ့လက်ရှိဝင်ငွေကဘယ်နည်းနဲ့မှလက်ရှိမှာ Aston Villa ရဲ့ကစားသမားတွေရဲ့လောက်ခလာစားမရှိနဲ့။အဲ့တော့ဒါပြောရမယ်ဆိုရင် Northern Forest တဲ့နေမှာ Northern Forest ရဲ့လက်ရှိကစားသမားတချို့ဆိုလဲဒါတော်တော်လေးလောက်ခလာစားပေးထားတယ်။ Morgan Gisbert ကိုစာချုပ်သက်တိုးထားတဲ့အချိန်မှာတပတ်လောက်ခလာစား2သိန်းလောက်နီးနီးပေးထားခဲ့တဲ့နေမှာပါတယ်။ Northern Forest ရဲ့လက်ရှိတနစ်ဝင်ငွေကဘယ်နည်းနဲ့မှအဲ့လောက်ထိများဖို့မရှိဘူး။အဲ့တော့ပြောချင်တာကရှင်းရှင်းလေး Premier League အသင်းလက်တွေတော်တော်များများကဒီဟာနဲ့ပတ်သက်ပြီးအင်မတန်မှကြောက်တယ်။ Premier League အသင်းကြီး တော်မှာဒါလည်းပတ်သက်ပြီးတိတ်မကြောက်ဘူးဥပမာကျွန်တော်ဒါ example Tottenham Hotspur maybe ကျွန်တော် maybe ပေါ့နော်ဒီလိုမျိုးကြောက်တဲ့နေသားမှာ Manchester City နဲ့ရှိရင်ရှိမယ် maybe arsenal နဲ့နဲ့ရှိရင်ရှိမယ် chelsea ရှိဒါပေမဲ့ဒီအသင်းတွေနဲ့ကြောက်စရာတော့တိတ်အများကြီးတော့မလိုဘူးဘာလို့လဲဆိုတော့သူတို့အသင်းကဝင်ဝင်များဝင်လာလေလေဒီလို cap ကများများတိုးလာအဲ့တော့ပြောချင်တာရှင်းရှင်းလေးခမည်းအသင်းတွေနဲ့ဝင်ဝင်များဝင်လေလေခမည်းကဒီ salary cap ကအမြင့်မြင့်မှမှဖြစ်တယ်အဲ့တော့ပြောချင်တာဘာဖြစ်သွားလဲအသင်းကြီးကပို့ပြီး favor ရပြီအသင်းလက်တွေအသင်းငယ်တွေကနင်းတိုင်းဒုက္ခခံသွားမယ်နေတာမှရှိတယ်အဲ့တော့ပြဿနာဘယ်မှာဆိုတန်တက်လာတဲ့ကောင်တွေတော်တော်လေးဒုက္ခမှာတန်တက်လာတဲ့ကောင်တွေနဲ့လက်ရှိမှာဒါကျွန်တော်တခြားသောအသင်းတွေစီကနေပြီးတော့ကစားသမားကလုခလက်စားမြင့်မြင့်လေးနဲ့ခေါ်ထားတဲ့အချိန်မှာတကယ်တဲ့သူတို့ရဲ့အသင်းရဲ့ဝင်ဝင်အဲ့လောက်မရှိတဲ့အချိန်မှာတကယ်နဲ့ခု နာပေါ်လို salary cap နဲ့ကောက်ကိတ်ချလိုက်အဲအသင်းလက်တွေဟိုတန်းတက်လာတဲ့အသင်းကတန်းပြန်ပြီးတော့ကြံရည်ဖို့အတွက်လူခေါ်နေမှာအင်မတန်မှခတ်သွားနိုင်တယ်ဒါမှမဟုတ်အဲ့တော့အကြေး Premier League ဘက်ကနေပြီးတော့ဒါမျိုးကျွန်တော် salary cap ကိုလုတ်ပြီးဟေးဆိုရင်ရုတ်တရက်ကြည့်မယ်ဆိုတော့ဟာအသင်းကြီးတွေထိပြီးလို့ထင်ရပေမဲ့တကယ်တမ်းဒီမှာအသင်းလက်တွေနဲ့အသင်းငယ်တွေကတော်တော်များဒီအချိန်လေးကိုထိသွားနိုင်တယ်ဒီမှာပါတယ်ဒီလိုမျိုးကစားနိုင်တဲ့လူတွေကလည်းအသင်းတွေအများကြီးရှိအောင်လက်ရှိမှာဒါ Brighton တို့ပါလို့ဒီလိုမျိုးများကစားနိုင်တယ် Brighton ဆိုလက်ရှိမှာလာလုကာလက်ဆိုအများကြီးပြပြနေတဲ့လူတွေအများကြီးခေါ်ထားတယ်ဒါပေမဲ့အဲ့လိုမျိုးကစားနိုင်တဲ့အသင်းတွေရှိဒါပေမဲ့တကယ်တမ်းနေလားငါလားဟိဆိုအသင်းလက်နဲ့အသ တင်းငယ်တန်တက်လာတန်တက်လာတဲ့တင်းငယ်တော်များပရီးမီးယားလိမှာတော်တော်လုခါအဲ့တော့လက်ရှိမှာဒါကတော့အသက်ဝင်ဖို့အတွက်လက်ရှိမှာလုံးဝမလွယ်ကူဘူးဒါပေမဲ့ဒီဟာနဲ့ပတ်သက်ပြီးလာမယ့်ရပိုင်းတွေမှာပရီးမီးယားလိအနေနဲ့ဒါကျွန်တော်တို့လစာကန့်သတ်မှုရှိမလားမရှိဘူးလားဆိုတော့ကိုပရီးမီးယားလိဘက်ကနေပြီးတော့ဒါကျွန်တော်တို့အဲကျွန်တော်တို့မဲခွက်ဆုံးဖြတ်ကြမယ်ဒါကိုဒါမိုက်ခီကန်ရဲ့ပြောပုံရဒီလိုမဲခွက်ဆုံးဖြတ်မှာကတေချာရဲ့ရာသက်တစ်ခုအားဒါတော့ no ဖြစ်ဖို့များတယ်အသင်းကြီးတော်များကဒါကိုညင်းပယ်ဖို့ရှိပြီးအသင်းလက်တော်များညင်းအဲ့တော့ကြည့်ရတာကျွန်တော်ထင်တာ အဲဆနစ်ဆနစ်ချူသွားမယ်ထင်တယ်ဒါဆနစ်နိုင်မဲ့အခုနောက်ပေါ်ဆိုလက်ရှိမှာဟို salary cap ကိုမလုပ်စေချင်တဲ့သူကဆနစ်ချိုးဖြစ်မှရမယ်ဆနစ်ထက်ကျော်မှရမယ်ဒါကျွန်တော်တို့တစ်ဖက်ကရှစ်ချိုးတဲ့ပူရင်တော့တိုင်ပတ်ဖို့ရှိဆနစ်ရှစ်ချိုးပေါ့နော်အဲ့တော့30 30ချိုးမဟုတ်ဘူးဆနစ်ရှစ်ချိုးအဲ့တော့ဆနစ်ရှစ်ချိုးဆိုတော့မှဒါကျွန်တော်တို့ဟိုမလုတ်တဲ့လူကအဲလုတ်ချင်တဲ့လူကနေနေမယ်မလုတ်ချင်တဲ့လူကပူများမယ်ဆိုတော့ပုံစံမျိုးပြောအဲ့တော့အကယ်၍လုတ်ချင်တဲ့လူကရှစ်မဲထက်ကျော်တယ်ဆိုရင်အဲ့ဒါသွားပြီ ဒါပဲလက်ရှိမှာရှစ်သိန်းတက်ပူမရှိဘူးလို့ကျွန်တော်နည်းလောင်းရဲတယ်ကျွန်တော်တော့ပြောချင်တာအဲ့တော့လက်ရှိမှာအသိန်းကြီးတယ်ဒါမှမဟုတ်လုပ်ဖို့အစီအစဉ်ပြောလက်ရှိမှာပူပူလောလောမှာ example ပြောအောင်ဒါ Liverpool ဆိုရင်ဒါကျွန်တော်စာလာလို့ဗန်ဒိုက်တို့ကိုပေးတာရလာတာကြောက်ခမဲလီလီ Manchester United ကပြောချင်တယ်လို့ City သိန်းနဲ့ Haaland ကိုဘက်လက်ခွက်၅၅သိန်း၃၅၀၀ပေးထားတာအဒီယာကိုလက်ခံမယ်ဆို Baby Tottenham Hotspur ဒါမှမဟုတ် Tottenham Hotspur ကအခုလက်ရှိ Passion သက်လက်ထောက်မှာတို့လက်ခံမှာမဟုတ်ဘူးတို့ဝယ်မှာချမ်းမှာလည်းတို့လုံးမှာမဟုတ်ဘူးအဲ့တော့ရှင်းတာအသိန်းကြီး6သိန်းအမှန်6သိန်းသွားပြီဟုတ်ပြီတော့ပြီးတော့ဒါကျွန်တော် Newcastle ပါလာမယ်ခေါက်တဲ့ Aston Villa 7သိန်းဟုတ်ပြီဟုတ်ပြီးကျွန်တော်တို့ဒါဒီညမှာဟိုသိန်းလီသိန်းပါအားလုံးမဟုတ်12သိန်း ်းစားမပြည့်စရာအကြောင်းမရှိဘူးပြည့်သွားအဲ့တော့ပြောချင်တာလက်ရှိမှာပရီးမီးယားလိမှာဒီပွဲနဲ့ပတ်သက်ပြီးဖြစ်နေတဲ့အပေါ်မှာတော့စိတ်ဝင်စားဖို့ကအကယ်၍ဖြစ်သွားခဲ့ပြီဆိုရင်တော့အဲ့ညူကာဆယ်ရောအက်စတွန်ဗီလာတို့သွားပြီတိုင်ပတ်ပြီ အဲ့လိုကျွန်တော်တို့မြင်တယ်ဗောတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 TV4U တို့မှာကျင်းလူဆိုပေါအောင်ကူညီလို့ရပါတယ်မြန်မာရဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်နာဖြစ်ပါတယ်အားလုံးကြူတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာအေးဆေးဆေးတွေ့ကြတာဗောအားလုံးကြူတူပါတယ်မြန်မာရဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်နာဖြစ်ပါတယ်ကျွန်တော်တော့ကြည့်ပါအောင်ဒီပါဗျ